ဒီနေ့နိုဝင်ဘာ23ရက်နေ့အတွက် People Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ DKBA ခေါင်းဆောင်ပိုင်း၄ဦးက American နိုင်ငံသားတွေကိုပိတ်မှတ်ထားလိမ့်လေတဲ့ online ငွေလိမ်လုပ်ငန်းတွေမှာပါဝင်ပတ်သက်တဲ့အတွက်မနေ့က American အနေနဲ့သူတို့ကိုအမည်ပြစရင်သွင်းပြီးအရေးယူတန်းခတ်ပိတ်ဆို့ကြောင်းကြေညာလိုက်ပါတယ်။ဒီထဲမှာအမည်ပြစရင်သွင်းခံရသူတဦးဖြစ်တဲ့ဗိုလ်မှူးချုပ်စောစိန်ဝင်းက DKBA နဲ့ဓာတ်ရိုက်ပတ်သက်တယ်လို့ပြောရင်လည်းပြောလို့ရတယ်။ DKBA အဖွဲ့ထဲမှာလည်း ဒီလုပ်ငန်းလုပ်တဲ့လူရှိတယ်လို့မလုပ်တဲ့လူတွေလည်းအများကြီးရှိပါတယ်လို့ဝန်ခံပြောဆိုလိုက်ပါတယ်ရှင်။လာရှုံမြို့နားမှာတက်ဆွဲထားတဲ့ကိုကန်တက် MNDAA တက်တွေစုပ်ပေးဖို့စစ်အုပ်စုရဲ့အမှတ်၅စစ်စင်ရေးအထူးအဖွဲ့မှကိုယ်တိုင်လာရှုံမြို့ထိလာရောက်တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ညင်ပယ်ခံရပြီးဆွေးနွေးမှုပြတ်သွားတယ်လို့ MNDAA ကလည်းအင်အားတိုးချထားတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်ရှင်။နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကစစ်ရာဇဝတ်သားမင်းအောင်လိုင်ကိုဖောင်ရန်ထုတ်ဖို့ဆုံးဖြတ်ချက် ချက်ချင်းချမှတ်ဖို့လိုနေပြီလို့တန်မတ်ကြီးဦးကျော်မိုးထွန်းကအကြိမ်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးမှာနိုဝင်ဘာ17ရက်နေ့ကပြောကြားခဲ့ပါတယ်ရှင်။စစ်တပ်ရဲ့တမ33လက်အောက်ခံစစ်ကြောင်းအထိနာခဲ့တဲ့ကံဘလူနဲ့ခင်ဦးနယ်အဆက်ကိုစစ်တပ်ကဒီနေ့မနက်ပိုင်းနဲ့နေ့လယ်ပိုင်းမှာ9နာရီလောက်အချိန်အတော်အတွင်း Jet Fighter နဲ့6ချောင်းဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။စစ်တပ်ကကံဘလူနဲ့ခင်ဦးမြို့နယ်အဆက်မှာရှိတဲ့ကြောက်တန်ရွာနဲ့ကြီးစုရွာကိုပြစ်မှတ်ထားပြီးဘုံကျဲနေတာကြောင့် ဒေသခံအများစုထွက်ပြေးတိမ်းရှောင်နေရပါတယ်ရှင်